အလုအလုံးမင်းလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့နော်ကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့ကောင်းမလေးရဲ့ဖုန်းကို9မိနစ်လောက်ကင်ခွင့်ရရုံနဲ့နော်ကိုဖုန်းကနဲ့သူ့ကိုဘယ်သူတွေစာတွေပို့နေလဲဘယ်သူတွေဖုန်းဆက်နေလဲဘယ်သူတွေ SMS ပို့နေလဲသူဘယ်သူနဲ့စကားပြောနေလဲဆိုတာကိုကိုဖုန်းကနဲ့နော် အတိအကျတာကြည့်နိုင်မယ်ဒါနီလန်လေးပဲဖြစ်တာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့တွေเนาะဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖတ်ကိုတွားလိုက်ပါမယ်เนาะဒါဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ phone ရဲ့ play store ဖွင့်ပါဖွင့်ပြီးပါလို့ရှိရင်တော့ကျွန်တော်တို့ရိုက်ရှာရမှာ A I R D R I O D AirDrive ဆိုတဲ့ software လေးကျွန်တော်တို့ကိုယ့်ရဲ့ phone ထဲမှာ install တင်ပြီးမှကျွန်တော်တို့ download ဆွဲထားရမှာဖြစ်တာပေါ့နော်။เนาะဒီနေရာမှာကျွန်တော် software မှာမှပို့တော့အရေးကြီးတာပေါ့နော်။ကျွန်တော်များပုံစံလေးတော့ပေါ့နော်။များပုံစံလေးနဲ့ပေါ့ AIR DR DRO ID เนาะ AirDrive ဆိုတဲ့ software လေးကျွန်တော်တို့ download ထားဖို့လိုတာပေါ့နော်။ Okay အဲ့လိုကျွန်တော် download လုပ်ပြီးမှ install တင်ပြီးပါလို့ရှိရင်အဲ့ဒီเนาะဒီ software ထဲမှာကျွန်တော်ဝင်ပါဒီနေရာမှာ sign in နဲ့ sign app ဆိုတဲ့နေရာလေးရှိတယ်အပေါ်မှာ skip ဆိုတဲ့နေရာလေးရှိတာပေါ့เนาะဒါပေမဲ့ကျွန်တော် skip ကိုမနှိပ်ဘူးဒီနေရာမှာကျွန်တော်ကိုယ့်ရဲ့ email ဒါမှမဟုတ် password เนาะ email နဲ့ password ထည့်ပြီးမှဝင်လဲရတယ်เนาะဒီနေရာမှာ facebook ထဲကနေကျွန်တော်တခါတယ်เนาะဒါတိုက်ရိုက်ဝင်လို့လဲရတာပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာ facebook နဲ့ဝင်မယ်ဝင်ပြီးပါလို့ရှိရင်เนาะဒီနေရာမှာ continue ဆိုတဲ့ဥစ္စာလေးကျွန်တော်ဆက်နှိပ်မှာပေါ့เนาะ ဒီနေရာမှာကျွန်တော်တို့အလောင်းပေးဖို့တော့လိုအပ်တာပေါ့နော်โอเคကျွန်တော်တို့အဲ့ဒါလေးပြီးသွားလို့ရှိရင်တော့အောက်ဆုံးကကျွန်တော်တို့မိုင်ဆိုတဲ့နော်ဒီမီဆိုတဲ့နေရာလေးကိုကျွန်တော်တို့သွားမှာပေါ့နော်โอเคကျွန်တော်တို့သွားပြီးလို့ရှိရင်တော့ဒီ ဒီနေရာမှာကျွန်တော်တို့နော် security or remote future ဆိုတဲ့နေရာလေးကိုကျွန်တော်တို့သွားမှာပေါ့နော်သွားပြီးတော့ရှိရင်အကုန်လုံးပေါ့နော်ဒီနေရာမှာ camera တို့နော်ဒီ screen screen နော် mirror တွေတို့ဘာလို့ရှိမှာပေါ့နော်ဒီကောင်အကုန်လုံးကျွန်တော်တို့ကဒါ allow ပေးဖို့လိုတာပေါ့နော် okay ကျွန်တော်တို့ဒီနေရာမှာအကုန်လုံးရှိသမျှဒီရဲ့ software เนาะသူပြထားတဲ့နေရာတွေအကုန်လုံးဒါကျွန်တော်အမှန်ချစ်ပေးရမှာပေါ့เนาะအလောင်းပေးရမယ့်သဘောပေါ့เนาะ အဲ့လိုဒါပြီးသွားလို့ရှိရင်တော့เนาะအဲ့ဒီ software နဲ့ကျွန်တော်တို့ထွက်လိုက်ပါเนาะထွက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ browser တစ်ခုခုဒါမှမဟုတ် Google ထဲမှာဝင်ပြီးမှเนาะခုနရဲ့ Air Drive ဆိုတဲ့ဥစ္စာတဲ့ကိုဝင်လိုက်ပါเนาะအဲ့လိုဝင်ပြီးသွားလို့ရှိရင်เนาะ website လေးကြာလာလို့ရှိရင်ကျွန်တော် login လုပ်ရမှာပေါ့เนาะအဲ့လို login ဝင်ဝင်ပြီးသွားလို့ရှိရင်ဒီနေရာမှာကိုကเนาะသူ Facebook ထဲရနေပေါ့เนาะ Facebook ကိုကြည့်ရှင်နေဆိုရင် Facebook channel ပေါ့เนาะလဲပေါ့เนาะဘယ်သူတွေနဲ့စကားပြောနေလဲเนาะ မှာဘသူတွေနဲ့စကားပြောနေလဲဆိုတော့ကျွန်တော်တို့ဒါတိုက်ရချီရှုနိုင်တာပေါ့နော်ကိုလော့ရင်ဝင်ထားသည်မြအဲ့ပရီကိုဒါကိုဖုန်းကနဲ့တိုက်ရချီလို့ရတဲ့နီလန်းလေးပေါ့နော်အရင်လဲလွယ်တာပေါ့နော်ဒါလက် တွေ့လဲသူများတွေဒါစမ်းတက်နေကြတာပေါ့နော်အာလက်တွေ့လဲဒါလှုပ်တဲ့လူတွေရှိတာပေါ့နော်โอเคဗီဒီယိုလေးကဒီလောက်ပါပဲနော်ဗီဒီယိုလေးကိုချိန်နေတက်တယ်ဆိုရင်လဲဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye